န္ဒိုနီးရှားနိုင်ငံအရှိဂျာဘာပြည်နယ်မှာတနင်္လာနေ့ကကျောင်းဆောင်ပြိုကျခဲ့လို့အနည်းဆုံးကျောင်းသား3ဦးသေဆုံးပြီးတော့အပြက်စီးတွေအောက်မှာကျောင်းသားတွေပိတ်မိနေလို့အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေအပူတပြင်းဆောင်ရွက်နေကြပါတယ်။ဂျကာတာမြို့တော်ရဲ့အရှိဘက်ကီလိုမီတာ980အကွာကစီဒိုအာဂျိုမြို့အဲကော့စနီအစ္စလာမစ်ဘော်ဒါကျောင်းမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်း300ကျော်ဟာ ပြိုကျအပြက်စီးတွေအောက်မှာပိတ်မိနေတဲ့အသက်ရှင်ကြံရည်သူတွေကိုအချိန်မီကယ်တင်နိုင်ရေးစူးစမ်းနေကြပါရီ။ကျောင်းဝတ်ပြုဆောင်၃ချက်တက်တဲ့စီမံကိန်းမှာပြိုကျခဲ့တာဖြစ်ပြီးတော့လောင်းပြီးတော့မချောက်သေးတဲ့ကွန်ကရစ်အလေးချိန်က အောက်ခံအဆောင်အုံကိုဝန်ပြီးစီခဲ့တာဖြစ်နိုင်တယ်လို့ကျောင်းဝတ်ကြီးကပြည်တွင်းမီဒီယာတွေကိုပြောကြားထားပါရီ။မြူဒါရှာပွေးနဲ့ကေဆေးအေဂျင်စီရဲ့အကြီးအကဲကကရင်းတင်နဲ့ဘီဒူးဆက်တွေလိုမျိုးကြီးမားတဲ့ဆက်ပစ္စည်းတွေကိုအသုံးပြုနိုင်ပေမဲ့ကွန်ကရစ်တွေကိုရွှေ့လိုက်တာနဲ့ ိမိနေတဲ့သူတွေကိုအသက်အန္တရာယ်ဖြစ်စေနိုင်လို့ဂီယုတစိုက်ကန်တွယ်မှုနဲ့အဆင့်မြင့်ဆက်ပစ္စည်းတွေလိုအပ်တယ်လို့ဆိုထားပါတယ်။အမျိုးသားရှာဖွေရေးနဲ့ကေဆေးရေးအေဂျင်စီရုံးချုပ်ကရှာဖွေကေဆေးရေးအထူးအဖွဲ့ကိုစေလွှတ်လိုက်ပြီးတော့သူတို့နဲ့အဆင့်မြင့်ဆက်ပစ္စည်းတွေပါလာမှာဖြစ်လို့အသက်ရှင်နေသေးသူတွေကိုအစွမ်းကုန်ကေတင်သွားမယ်လို့အမျိုးသားရှာဖွေကေဆေးရေးအေဂျင်စီအကြီးအကဲက အာမခံပြောဆိုထားပါသည်ဒီကေဇီလုပ်ငန်းမှာအင်ဒိုနီးရှားစစ်တပ်အမျိုးသားရဲတပ်ဖွဲ့ဒေသခံ BNDA စီမံခန့်ခွဲရေးအေဂျင်စီမိသားတပ်ဖွဲ့တို့အပါအဝင်အေဂျင်စီနဲ့အဖွဲ့အစည်းပေါင်း56ခုပူးပေါင်းပါဝင်နေကြပါတယ်ခင်ဗျာ ဆိုင်ရှင်အာဆာဒူလာဟာသူတို့ရဲ့ရေတွင်းဟာလွန်ခဲ့တဲ့၄နှစ်ကခန်းချောက်သွားခဲ့တဲ့အတွက်သူရဲ့မိသားစု73ယောက်အတွက်ရေရဖို့နှီးစဉ်ရုန်းကန်နေရတာဖြစ်ပါတယ်။ဒါဟာအာဖဂန်နစ္စတန်ပြည်သူတွေရဲ့အကြက်အတဲအစိတ်ပိုင်းတစ်ခုပဲဖြစ်ပါတယ်။မိုးကောင်ရေရှားမှုတွေကဆက်ဖြစ်နေပြီးတော့ရေပေးဝင်မှုအစအစနဲ့အတံမွေးဝမ်းကြောင်းတွေကိုချိမ့်ချောက်နေပါတယ်။အနည်းဆုံးရေကတော့အနည်းဆုံး나이ဝဲလောက်ဝေးပါတယ်။ ကျွန်တော်တို့ကပြီးပါတွေနဲ့တန်းစီစောင့်ရပြီးတော့တခါတလေရေရတယ်လို့တခါတလေကြတော့လည်းမရပါဘူးခံမှန်းရခတ်ပါလေရေခတ်တာနှစ်နာရီသုံးနာရီလောက်ကြာနိုင်ပြီးတော့အဲ့ဒီနောက်ပြီးပါတွေကိုအိမ်ပြန်တည်ရပါသေးတယ်လို့အာဆာဒူလာကပြောပါတယ်အာဖဂန်နစ္စတန်သူတွေဒီကွန်ရက်ကထုတ်ပြန်တဲ့အစိုးရကန်စာတစ်ခုမှာကဘူးမြူရဲ့မြေအောက်ရေဟာ2030ပြည့်နှစ်လောက်မှာကုန်ကန်းသွားနိုင်တယ်လို့သတိပေးထားပါတယ်အာဇာဒူလာကတနေ့ကို၃ချိန်ကနေ လေးချိန်အထိရေခတ်ရတာကြောင့်ပင်မနှွမ်းနေပြီးတော့ခလေးတွေလည်းကြောင်းပြတ်ရတယ်လို့ပြောပါတယ်။သူဇနီးစပီးယာကတော့ရှိတဲ့ရေအနှဲငယ်ကိုနောက်ဆုံးတစ်စက်အထိကုန်အောင်သုံးဆွဲဖို့ကြိုးစားပါတယ်လို့ပြောပြခဲ့ပါတယ်။ရေတပီပါနဲ့ကျမရဲ့ခလေး၃ယောက်ကိုရေချိုးပေးပါတယ်။အဝေစား၁၀စုံကနေ၁၅စုံလောက်ရှိရင်လည်း ရေနှစ်ပြီပါပဲတုံးပြီးတော့လျှော့ပါတယ်ရေအများကြီးမကုံအောင်လို့ကျမတို့တိတ်မချိုးကြပါဘူးရေတဖလားနဲ့လူနှစ်ယောက်ခြေလက်တန်းစင်မှုလုပ်နိုင်ပါတယ်လို့စပီးယာကပြောပါတယ်တန်ရှင်တဲ့ရေမရရှိတာကြောင့်ကျမကြီးထိခိုက်မှုတွေရှိလာပါတယ်အာစာဒူလာမှာအစာအိမ်နာဖြစ်နေပြီးတော့စပီးယာမှာဘက်တီးရီးယားပိုးဝင်တာတွေဖြစ်နေတယ်လို့ဆိုပါတယ်ကပူးမြစ်ကိုကြည့်မယ်ဆိုရင် အရင်တုန်းကတစ်နှစ်ရဲ့အချိန်15ရာခိုင်နှုန်းလောက်ပဲခန်းချောက်ခဲ့တာပါ ဒါပေမဲ့အခုတော့တနှစ်ကို6လကနေ7လအထိခန်းချောက်နေပါတယ်။ဒီမြေဝမ်းမှာရေစီးစင်းမှုကျော်တာကိုတွေ့နိုင်ပါတယ်။ကဘူးဟာအာဖဂန်နစ္စတန်မှာရေအရှားပါဆုံးဒေသတွေတည်းကတစ်ခုဆိုတာရှင်းရှင်းလင်းလင်းမြင်သာပါတယ်လို့ ရေအီရမြစ်ပတ်ဝန်းကျင်နဲ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာကျွမ်းကျင်သူတယောက်ဖြစ်တဲ့နာဂျီဘူလာဆာဒီကပြောကြားထားပါတယ်။ဆာဒီကကပူးရဲ့နေရန်တစ်ခုစီတိုင်းမှာကိုပိုင်ရေအီရမြစ်တွေလိုအပ်တယ်လို့အိမ်အောင်စုတွေမှာရေကိုပို့ပြီးတော့ထိထိရောက်ရောက်သုံးဆွဲဖို့နဲ့ရေအများကြီးသုံးတဲ့လုပ်ငန်းကြီးတွေကိုပုံမူတင်းကျပ်သွားဖို့လေလိုအပ်တယ်လို့ပြောပါတယ်။ကုလသမဂ္ဂရဲ့အစည်းအဝေးကတွေအရအာဖဂန်နစ္စတန်နိုင်ငံမှာလူဦးရေ23သန်းလောက်ရှိပြီးတော့တဝက်နောက်ဟာ ပဋိပက္ခတွေစီးပွားရေးအကျက်တဲတွေနဲ့မိုးခေါင်မှုတွေကြောင့်လူသားချင်းစာနာထောက်ထားမှုအကူအညီတွေလိုအပ်နေတယ်လို့ဆိုပါရခင်ဗျာတိုင်ဖုန်းမုန်တိုင်းဘွာအလွိုင်းဟာတနင်္လာနေ့ကဗီယက်နမ်နိုင်ငံကိုဝင်ရောက်တိုက်ခိုက်ခဲ့တာမှာ လက်ရှိအချိန်ထိလူအနည်းဆုံး26ဦးသေဆုံးခဲ့ပြီးတော့22ဦးပျောက်ဆုံးနေပါတယ်။ကွမ်တရီပြည်နယ်ကမ်းလွန်မှာငါးဘန်းဆက်လီနှစင်းလိုင်းလုံးကြီးတွေနဲ့ရိုက်ခတ်မိပြီးတော့တငါသေး18ဦးပျောက်ဆုံးနေတယ်လို့သတင်းတွေကဆိုပါတယ်။နောက်ထပ်လေတစင်းကတော့မုံတိုင်းတိုက်ခတ်ခြင်းအတွင်းအဆက်အသွယ်ပြတ်တောက်သွားခဲ့တာပါ။ဘွာယန်လွန်မုံတိုင်းဟာတနင်္လာနေ့အစောပိုင်းမှာဗီယက်နမ်ကမ်းရိုးတန်းကိုရောက်ရှိခဲ့ပြီးတော့လိုင်းလုံးကြီးတွေအမြင့်ပေ26ပေအထိရှိခဲ့တယ်လို့ အမျိုးသားမိုးလီဝသအေဂျင်စီကပြောပါတယ်ကမ်းခြေကိုဝင်ရောက်စဉ်ကတနအီကို83မိုင်လောက်တိုက်ခတ်ခဲ့ပြီးတော့ဒေသစံတော်ချိန်မနက်7:00နာရီမှာတော့လေးတိုက်နှုံးကနေ46မိုင်လောက်အထိအာရော့သွားပြီးတော့လာအိုနိုင်ငံတဲကိုဖျက်ကျော်ဝင်ရောက်နေပြီဖြစ်တယ်လို့မိုးလီဝသအေဂျင်စီကထုတ်ပြန်ထားပါတယ်။ဘွားခုံခေပ်နာဘာနောက်ကျုံလာကြောက်စရာကြီးဗျာကျွန်တော်အသက်38နှစ်ရှိပါပြီတစ်ချက်တစ်ချက်ပြင်းလိုက်တဲ့လေးတိုက်နှုံးက တခါမှမကြုံဘူးပါဘူး။သူ့မိုးရိုက်တဲ့အတန်နဲ့တကားရိုက်တန်တွေကညကအိတ်လို့မရခဲ့ပါဘူးလို့ဒေသခံတအူးကပြောဆိုထားပါတယ်။ I have witnessed many many storms. ကျွန်တော်မုန်တိုင်းတွေအများကြီးအများကြီးကြုံဘူးပါတယ်။ပြင်းလိုက်တဲ့လေကကျွန်တော်မြင်ဘူးသမျှတွေမှာအကြီးဆုံးပါပဲလို့နောက်ထပ်ဒေသခံတအူးကလည်းပြောဆိုထားပါတယ်။ VN နိုင်ငံမှာ Wildlife မုန်တိုင်းကြောင့်အင်ဂျီ33600ပျက်စီးခဲ့ပြီးတော့ တီးနှံဆိုင်ခင်ဟက်တာတထောင်ကျော်ရည်လွှမ်းမှုခဲ့ပါတယ်။ဒီသာအများပြားကိုလမ်းပန်းဆက်သွေးကြီးလည်းပြတ်တောက်ခဲ့ပါတယ်။အာနာပိုင်တွေကမုံတိုင်းမတိုက်ခင်မှာတော့လူ3000လောက်ကိုဘေးလွရာကိုရွှေ့ပြောင်းပေးခဲ့ပါတယ်။လေရင်ခီးစဉ်ယာနဲ့ခြေပြီးတော့ဖြတ်သိမ်းတာဒါမှမဟုတ်ရွှေဆိုင်နာတွေလုတ်ခဲ့ရပြီးတော့နိုင်ငံအလဲပိုင်းပြည်နယ်တွေကလေစိတ်လေးခုကိုပိတ်ခဲ့ရပါတယ်။ဗီယက်နမ်နိုင်ငံဟာရှေ့လျားတဲ့တောင်တိုးပင်လယ်ကမ်းရိုးတန်းရှိတာကြောင့်အရှိတ်ဖလက်ပိုင်းမှာဖြစ်ပေါ်တဲ့တိုင်ဖွန်းမုန်တိုင်းတိုင်းလူလူရဲ့ တန်ကိုခံခဲ့ရပါတယ်။ပြီးခဲ့တဲ့အဖက်ကလည်း Guayarai မုန်တိုင်းဖိလစ်ပိုင်နိုင်ငံကိုဖျက်ဆီးချိန်မှာလူအနည်းဆုံး၁၀ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ ရေဒီယိုအန်ယူဂျီကိုနားဆင်နေကြတဲ့ပရိသတ်များရှင်အခုတင်ဆက်ပေးမယ့်အစီအစဉ်ကတော့စိုက်ပျိုးစည်းပွားတောင်သူစကားသံအစီအစဉ်ကိုနားဆင်ကြရမှာပါ။အကြံဖက်စစ်တပ်အဆက်ဆက်ဖွံ့ဖြိုးတိုးတက်အောင်မဆောင်ရွက်နိုင်ခဲ့တဲ့မြမဆန်စပါးလုပ်ငန်းဟာကမ္ဘာဆန်ဈေးအကျမှာတောက်မခံနိုင်ပဲပြည်ပဆန်ဈေးကွက်ပျောက်လာပြီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချတဲ့ဝင်းဆက်ကြီးတခုလုံးအကျက်တဲတွေနဲ့စိုးစိုးရွားရွားရင်ဆိုင်လာရပါတယ်။ဒီသတင်းကိုကိုမြင့်သူကပေးပို့ထားပါရရှင်။ မြန်မာတနိုင်ငံလုံးရဲ့ဈေးကွက်အကြီးဆုံးဖြစ်တဲ့ဆန်ဈေးကွက်တရှိရာရန်ကုန်မြို့ကဘီးရင်နောင်နဲ့ဝါရန်ဆန်ကုန်စည်တိုင်းမှာဆန်အယောင်းဝယ်တွေအေးနေပြီးကန္နာလမ်းမှာရှိတဲ့ဆန်ဂိုဒေါင်တွေမှာလည်းဆန်တွေမယောင်းရလို့ဂိုဒေါင်တွေနဲ့အပြည့်ဖြစ်နေပါတယ်။မြမဆန်ပြည်ပတင်ပို့မှုပမာဏရဲ့ဆယ်နှစ်စာလောက်ဖြစ်တဲ့ဆန်တန်ချိန်24တန်းကိုအိန္ဒိယနိုင်ငံကထုတ်ရောင်းချိန်မှာဆန်တန်တန်ပေါက်ဈေးကဒေါ်လာ100ကျော်ဈေးကျသွားရမှာမြမဆန်ကုန်သည်တွေကမ္ဘာဆန်ဈေးကွက်မှာအိန္ဒိယနဲ့ရှင်မယောင်းနိုင်တော့ပဲဆန်တင်ပို့မှုကိုရန်နာထားရတာဖြစ်ပါတယ်။ဒါကြောင့် န်းတဲ့ဇကွဲမှာဇကွဲဈေးကကပုံမှန်ရှိနေတဲ့အတွက်ဇကွဲဈေးဟာစံဈေးအထက်ရောက်လာပုံကိုစံကုန်တဲ့တူကအခုလိုပြောပါတယ်။စံတယ်လို့ဘယ်လောက်ကြီးကြလဲဆိုတော့အရင်တော့ဈေးလက်ပြာကျော်လောက်ကြပါလားဘောနော်။ဟိုးအရင်တော့ဈေးဆိုလက်ရကျော်လောက်ကြ။အခုလက်ရှိက300အောက်ရောက်တယ်။300အောက်ရောက်နေတာကြောင့်ပထမဈေးက400ကျော်၊600ကျော်လောက်ရောက်နေတာဖြစ်တယ်။အခု300အောက်ဆိုလို့ဈေးကဈေးဈေးဖြစ်သွားတယ်။ မူဝါဒူးစီလောက်ပြောအခုစကွဲကဥဆောင်နေတယ်ဥစည်းကွက်မှာစကွဲကြီးဒီဝါဒူးလိုဒီဝါဒူးလိုဟာစီမြေပြီးတော့ဥဆန်ကြီးကစကွဲကြီးအောင်ချော်ရအောင်ဥဆန်ကြီးတဲ့ကွာရေလုံးအောင်ဆိုရင်ဆန်ကိုချိန်ပါဆုံးလို့ စကွဲကိုတရုတ်ပါဝင်အာရှနိုင်ငံတချို့နဲ့ Netherlands, Belgium စတဲ့ဥရောပနိုင်ငံတွေကလည်းပုံမှန်ဝယ်ယူကြပါတယ်။ဒါကြောင့်108ပေါင်ပါစကွဲတအိတ်ကိုကျပ်48500ရှိနေပြီးစံတအိတ်ကတော့ကျပ်46000ရှိနေပေမဲ့စံဈေးကွက်ကတွက်မလာပဲဈေးကျပြီးအယောင်အေးနေတာဖြစ်ပါတယ်။ ဒါအပြင်အကြံဖက်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်တနိုင်ငံလုံးကိုထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အခါရခိုင်ပြည်နယ်ချင်းပြည်နယ်ကအစအချို့တိုင်းနယ်ပြည်နယ်တွေမှာလည်းပြည်တွင်းဆန်ကုန်သွယ်မှုကိုတားဆီးနေတာတွေရှိပါတယ်။ဒါကြောင့်ဆန်ပိုဒေသတွေကနေဆန်လိုတဲ့ဒေသတွေကိုကုန်စည်စည်းစင်းမှုပြတ်တောက်သွားတဲ့အတွက်ပြည်တွင်းစားသုံးနေတဲ့တန်ချိန်ရှစ်တန်းခွဲလောက်ကလွတ်လွတ်လပ်လပ်ကုန်သွယ်လို့မရပဲဆန်ပိုဒေသတွေမှာဆန်တွေပိတ်မိနေတာလည်းဖြစ်ပါတယ်။ဒါအပြင်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေမှာလည်းလူသေးဆုံးတာရွှေပြောင်းလွတ်သားများဖြစ်နိုင်ငံရဲ့ချားကိုပြောင်းရွှေ့သွား ားကြတာစရတွေကလည်းပြည်ရင်းစားသုံးမှုကိုရော့ကျသွားစေတယ်လို့စံကုံတွေကသုံးသပ်ပါတယ်။တခါမှမဖြစ်ဘူးလေ။ဟိုဟာဟိုဒီလိုဒီလိုသကွဲသေးကဒီဟိုဟိုဒီသကွဲသေးကဒီလိုအမုံပါတဲ့သကွဲသေးကဒီဆန်စည်းကမြင်ကိုစံဝဲလူကိုမရှိတာ။လေးတော့ဝဲဆိုလည်းရောင်းမယ်ဆိုတော့ရောင်းတဲ့လူမရှိဘူး။ဟိုဝဲဝဲမလို့မရှိဘူး။ဒီသကွဲထဲမှာဟိုလိုဆဆန်ဒီပါဝိုင်းပြန်တော့ကိုဆံဝဲလူမရှိဘူး။ဒီဝဲကြီးတွေတော့ဖျော်ဖျော်ပြောပြ 今天早上我们来了，然后这边这边大家全部人员都来没去，阿拉就先几个人去。现在外地没人了，现在我们忙，现在外地人没，现在我们家现在我们忙，我们家外地啊，现在口罩的、手机的、相机啊，现在刚才不是有吗？好，谢谢。 ရန်ကုန်မြို့ကလှေတန်း၊ကိုင်းတန်း၊စင်အိုတန်းနဲ့မော်တင်ဆတဲ့စိတ်ကန်းတွေက ERI ကပို့သည့်ဆန်တွေရန်ကုန်ဈေးကွက်ကိုတင်ပို့ရာစိတ်ကန်းတွေဖြစ်ကြပြီးအခုလိုဆန်ရောင်းမကောင်းလို့စိတ်ကန်းကဂိုဒေါင်တွေမှာဆန်တွေပုံနေတဲ့အခါဆန်သင်းမောတွေလည်းပုံမှန်စိုက်ကပ်နိုင်တာမရှိတော့ပါဘူး။ဒါပြင်ရန်ကုန်မြို့ကနေစီးဝင်စီးထွက်တဲ့အခြားကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေလည်းတဖြည်းဖြည်းကျဆင်းလာတဲ့အတွက်ကမ်းနားကကုန်တင်ကုန်ချလုပ်သားတွေမှာလည်းအကျက်တဲတွေဖြစ်လာပါတယ်။ဒီအခြေအနေကိုစိတ်ကန်းလုပ်သားတအူးကအခုလိုရှင်းပြပါတယ်။ You know what? လုံးပေါင်းနေဘူးခင်လာလာကောင်းတော့ဘူးတော့ခင်းနေညီလုံးတယ်လူနေ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 ပါပါလားအရင်ရတဲ့ဆန်တော့ကူကပုံတုံးခံပြတော့ကူကလည်းကူကတော့လေတော့လေပတ်တယ်အရင်လိုတော့မရတော့အရင်တော့ဆိုရင်တော့အလုံးလုံးတော့အလုံးတွေကစံသိမောလေးသူလေအေးရန်လာသွားလာအခုကျော်လေလမ်းညုံးတွေပိတ်တာနဲ့ပုံသေးနှုံးတွေတက်တာနဲ့သူလေသူတို့အခက်အခဲတွေရှိမှာပေါ့အားကြောင့်ဘူပါပြောတော့ နဲ့ဒုက္ခကြီးလို့ပြောလက်တလောမှာမိုးရသည်မတိုင်ခင်တကြံကာလလောက်ခတဲ့ကအချောက်ကျဲဆိုင်ပြိုးထားတဲ့စပားတွေပေါ်နေပြီဖြစ်ပြီးအခုလိုပြပဝဲလက်မရှိလို့စံစည်းကြတဲ့အခါစပားစည်းဟာစပားတရားသည်၃လအတွင်းတောင်သူမိသားစုကသမင်းမစားပဲအငတ်ခံဆိုင်ပြိုးမယ်ဆိုရင်တော့ရင်းနှီးထားတဲ့ဆိုင်ပြိုးစရိတ်အရင်အနည်းကိုတော့ပြန်မရပဲစွစွရွရအဆုံးရှုံးနေတဲ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်စံစည်းကွက်ရဲ့အခြေအနေပေါ်မူတည်ပြီးနောက်ဆက်တွဲဖြစ်လာနိုင်တဲ့အခြေအနေကိုစံကုန်းတဲ့တူကအခုလိုပြောပါတယ် စပါးသမားစိုက်မဲ့လူရှိမှာမဟုတ်တော့ဟုတ်တော့လေဝင်စရိတ်တော်မှာအခုလေသမားနှစ်ခါဆိုက်ရခရူးကြိုက်လို့နှစ်ခါဆိုက်တော့အမတစ်ခါဆိုက်ရင်သူ့ရဲ့လေဝင်စရိတ်က၅လေးဆိုသူက၁၀လေးဆိုက်ရအဲ့ဒီကပြတ်ထွက်လာတဲ့စပါးကို၅လေး၆လေးဘယ်လိုမှမရှိဘူးဘယ်လိုလဲတော့ဘယ်လိုမှမရှိဘူးဆိုက်မှာမဟုတ်ဘူးကျန်ပတ်စစ်တကစပားစည်းအပြင်အခြားသီးနှံဈေးတွေစိုးစိုးရွားရွားကျဆင်းနေတဲ့အပေါ်မှာပစုံတရာတုံ့ပြန်ဆောင်ရွက်တာမရှိသေးပါဘူး။ ဒါပြင်2018ခုနှစ်မတ်လ6ရက်နေ့ကလေးကနိုင်ငံတော်ရဲ့အတိုင်ပင်ခံတောင်ဆန်းစုကြည်ဦးဆောင်တဲ့ပြည်သူအစိုးရလက်ထက်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်တောင်သူတွေမှာအခုလိုစပားသေးတွေကျလာရင်တောင်သူမနစ်နာအောင်ခြေကရည်ညွှန်းစေတတ်မှတ်ထုတ်ပြန်ခဲ့တာကိုလည်းအခုနှစ်မှာထုတ်ပြန်နိုင်တာမရှိသေးပါဘူး။အခုတင်ဆက်ပေးခဲ့တဲ့မြေပြင်သတင်းအကြောင်းအရာတွေကိုတော့သတင်းတော့ကိုမြင့်သူကပေးပို့ထားတာဖြစ်ပါတယ်။